ကိုကိုရောဒီရောက်နေရလားရွှေကပွဲထဲမတွေ့လို့လိုက်ရှာနေရရောက်လာတဲ့အဲ့ဒီကလေးမကြောင့်မောင်းလက်ထဲကကျွန်တော်လက်ကိုဖယ်ထုတ်မိလိုက်ပါတယ်။အင်းရွှေကိုရောကိစ္စရှိလို့ပြင်ထွက်လာတာ။ဩဩလို့တလုံးနဲ့ပြောပြီးအန်အားတင်သွားတဲ့ကောင်မလေးရဲ့စကားတချို့မှာအကြည့်တွေကပ်ပါလာပါတယ်။ကလေးမလေးရဲ့အကြည့်ကြောင့်ငိုးနေပြီးမျက်နှာပြက်နေတဲ့ကျွန်တော်ရဲ့ပါးပြင်းကို လက်ဖက်နှောက်နဲ့ပူရင်မျက်နှာလွှဲလိုက်ပါတယ်။မောင်အရန်ပင်မနေလို့နားကျင်ပြီမောင်ငါတို့ပြန်ရအောင်မောင်ကိုဖော်ဆက်မိပြီမေမောင်ကတော့ခုနလောက်မာထန်နေတဲ့မျက်နှာမဟုတ်တော့လေကြည်လင်နေရတော့မဟုတ်ပါဘူး။ပြန်တော့မလို့လားပွဲပြီးမှပြန်မလား။ရွေးရဲစကားကြောင့်အာနာပြီမေကျွန်တော်အရန်ပင်မနေရရောစိုးနေနေရရောကြောင့် မောင်ဟောတာငေးချင်မိလိုက်ပါတယ်မင်းသားစင်သားလေဟိုတယ်ရှိမှာခားရထားတယ်မင်းဒရိုင်ဘာနဲ့ပဲပြန်နှင်လိုက်ငါပွဲပြီးမှပြန်လာခဲ့လိုက်မယ်မောင်ဟာကျွန်တော်တို့တစ်ချက်တောင်မချီပဲနဲ့ပြောလာခဲ့ပါတယ်မောင်တော်ပါတယ်တေအောင်တက်တဲ့နေရာမှာပေါ့အဲ့ဒီချိန်မှာပဲရွှေဖူးတစ်ကမောင်ကိုလီလံဝဲသွားချီကိုခေါ်ပါတော့တယ် ိုကိုဆိုတဲ့ကောင်မလေးရဲ့အပြောကိုမောင်ကောင်းညှိလိုက်ပါတယ်ကိုကိုတဲ့အဲ့ဒီညလောက်ချွဲပြစ်ပြစ်နန်းသားလေးကမောင်ဆိုတဲ့တိမ်မွေးတဲ့နမယ်လေးထက်နှစ်သက်စရာကောင်းနေရလားမောင်မတော်လို့မရဘူးလားအရှက်မဲ့ရယ်ပဲဆိုပါသေးမောင်ရဲ့လက်ကအနားစာလေးကိုဆွဲရင်တားမိလိုက်ပါတယ် ငါအတ္တကြီးဝင်ရှိမလားမောင်မရဘူးမောင်ရဲ့အဖြေမှာကင်ထားတဲ့လက်တရားစီခိုင်းစရာမလိုပဲပြေကျသွားခဲ့ပါတယ်ဒီတိုင်းပြောလိုက်တာပါနေချင်းနေခဲ့လीငါပြန်နေပြီနော်မောင်မောင်ဘီနာဖက်ခွာပြီးဝေးရောင်သွားမိလိုက်ပါတယ်စိတ်မပါတဲ့ခန္ဓာကိုယ်ကတတိမဲမှုကြောင့် အပြင်ဆင်လုထားတဲ့ဖန်ဦးငယ်လေးကိုထိခိုက်မိပြီးချီချိုလဲကြမိသွားပါတယ်။ငါကြာရှုံးသွားသလိုပဲမောင်းလဲကြနေရဟန်နေမထားသေးပဲမောင်းစီကြည့်မိလိုက်တဲ့အချိန်မှာတော့မောင်းကငါ့ကိုတနာစရာလို့ကြည့်နေခဲ့ပါတယ်။ဒါကြီးရှိတာမသိလိုက်ဘူး။ဘယံပရာနိုင်လိုက်တာငါဘာမှမဖြစ်ဘူးမောင်း လူတယောက်ကအကြောင်းပြချက်မရှိပဲရည်နေခဲ့တယ်တဲ့။ဘာလို့ဆိုသူ့မှာငိုရအောင်လဲအကြောင်းပြချက်မရှိလို့တဲ့။ချက်ချင်းထပြီးတဟားရင်နဲ့အဝေးကိုပြေးထွက်မိတာဘလို့ယူရမျိုးလဲ။ထူမားဖို့တောင်ကမ်းမလာတဲ့လက်တစုံများအဆင်ပြေပါတယ်ဆိုပြီးအယူခံဝင်မိလိုက်သေးတယ်။ငါတောင်တရုပ်ဆောင်တတ်နေပြီပဲ။ ကားပေါ်ရောက်တာနဲ့ကားဒရိုက်ဘာဦးလေးကြီးကိုအိမ်မပြန်ခိုင်းလဲမြို့အနှံ့ရှောက်မောင်းခိုင်းလိုက်ပါတယ်။ညတဘာဝရှူကင်းလေးတွေမြင်နေနေများခံစားရတတ်တာမလားလို့ပါမောင်ရဲ့။ဦးမောင်တအူတချင်းဖွင့်ပေးပါလားဟမ်။ကားတကားတွေရောပဲ။ကျွန်တော်အပြောမှာဦးမောင်ကတချင်းကိုဖွင့်ပေးရှာပါတယ်။ကြလာတဲ့ကားမှန်းအင်း လွမြောက်တဲ့ညာအလာတရားကိုကြည့်မိပါတယ်။လမ်းမီးတိုင်းလေးတွေအဖြူရောင်တိုက်ကြီးတွေကားငယ်လေးတွေပြီးတော့လူတချို့အသက်ဝင်နေတဲ့လောကကြီးပါလား။ ကားရဲကနေထွက်လာတဲ့တခြင်းလေးဟာတဖြည်းဖြည်းပြန့်လွင့်လာပါတယ်။လေစားမှုမရည်ရွယ်ခဲ့ပါဘူးမောင်ရဲ့။နာကျင်စွာနေပဲစာသားတချို့မှာခံစားရသမျှတို့ထွက်ပေါ်လာပြီးအားရပါရနဲ့ကလေးတယောက်တို့အုံမူမိပါတော့တယ်။တားလေငိုနေရလား။တခြင်းကြောက်လား။ပိတ်ပေးရမယ်။ဟင်။အရန်ကြိုက်လို့စာသားတွေအရန်ကြိုက်လို့ငိုမိတာပါ။ မပိတ်ပါနဲ့ဆက်တာမောင်းမှာတချင်းတန်နေကြပို့ပြီးတော့တိုးငုံမိပါတယ်အောင်တက်လာတဲ့ရင်တစုံဟာနာကျင်ခြင်းကိုစောင့်နေပါတယ်အတန်မထွက်အောင်ရှိုက်မိတဲ့အထိငါငိုပြားစီမောင်းရှင်ထဲမှာတင်းခန့်နေရတာတွေများလို့ဟမ်းမဆောင်နိုင်တဲ့အဆုံးငိုချလိုက်အောင်မောင်းမောင်းတိလာဒီညမှာ လီဗီးရီးယားတအားလက်ဆက်နေတာဒါပေမဲ့မောင်တော့ဘေးနားမှာရှိမနေခဲ့ဘူး ားရပြီးအိမ်ထဲဝင်လာတာနဲ့အလိုမကျတဲ့အတန်တစ်ခုကြောင့်ဟမ်မောင်ဘယ်တော့ရောက်နေတာပါလဲအခုမှတတိယမိပါတယ်ဦးမောင်ကိုကားနဲ့လိုက်ပတ်ပို့ခိုင်းတာ၃နာရီလောက်ကြာခဲ့ပြီပဲ၃နာရီကျော်လောက်ကားပေါ်ငုံနေခဲ့တယ်ဆိုပုံမှန်မလားပဲမောင်မောင်ပြန်ရောက်နေလားရောက်ပြီပေါ့ည၁၀နာရီဆိုတာဘယ်ချိန်ရှိပြီလဲဟုတ်ပါ အချိန်ဒီတောင်လင်းခဲ့တာဆိုတော့ငါအဝါငိုခဲ့ရလို့ထပ်ပြီးပင်မန်းဖို့အားရှိခဲ့ပါပြီမောင်ဘာလဲဒီအချိန်ထိ driver နဲ့မင်းနဲ့နှစ်ယောက်တည်းဘယ်ရင်များလဲထွက်လာလဲပြောပါအောင်နှစ်ယောက်တည်းဆိုတော့သိချင်လို့ပါမောင်ငါတိတ်ခါကိုမစော်ကားပါနဲ့ငါမောင်နဲ့ချစ်သူစဖြစ်ကြတဲ့ကဘယ်ယောက်ကြားနေမှာမပတ်သက်တာမောင်အတိဆုံးပဲဟိုးမောင်ဟာ တုံ့ဝန်ကြောင်တာထက်မင်းဦးကြီးကများလားငါယုံရမှာလားမောင်မယုံလဲငါမရှင်းပြတတ်တော့ဘူးမောင်ငါပြင်းမှန်းလို့နားကျင်ပြီထွက်သွားဖို့ခြေလမ်းမယုံနဲ့မောင်စီရစကားတချို့ကငါရင်ကိုထိုးဆိုင်ဖို့လက်နဲ့ဖြစ်ခဲ့ပါတယ်မင်းမဖြေနိုင်ဘူးပဲရွှွန်စရာကောင်းလိုက်တာမူဒရာရွှွန်စရာတဲ့လား ရှုံးစရာကောင်းနဲ့မောင်ဘကိုလှဲမိလိုက်ပါတယ်တခါหนีဘူးတဲ့မျက်ဝန်းကြီးကထက်ခါထက်ခါပြန်နေတာစမ်းသလားမောင်မောင်ရေငါ့ကိုအဲ့လောက်ထိရှုံးရင်လဲဘာလို့လက်ထက်ခဲ့သေးလဲဟမ်ယောက်ျားတံမဲ့ကြလာတဲ့မျက်ရည်တွေကနာကျင်လို့လားပင်ငယ်လို့လားယူကျုံမရဖြစ်လို့လားမသိပါဘူး ဒါပေမဲ့မောင်းတော့ငုံချင်းမပါခဲ့ပါဘူးမင်းတော်တော်စကားတွေတက်နေတယ်ဟုတ်လားမင်းမှပြန်ပြောအောင်ဘာတွေများကောင်းွက်ရှိခဲ့လဲမောင်းရဲ့ပြန်မေးတဲ့တချို့မှာရင်ဘက်တစ်ခုလုံးအောင့်တက်လာခဲ့ရပါတယ်မောင်းကအမဲနိုင်စားနေကြအရှုပ်ကလေးကိုအဲ့လိုပဲအတိတ်တွေနဲ့အနိုင်ယူပါတယ်ငါအားနေချက်တွေကိုချနေရတာပျော်ရက်လားမောင်း နာကျင်စွာဆိုမိလိုက်တဲ့အခါမှာတော့မောင်ဟာကျွန်ုပ်ရဲ့ကော်လန်စားတွေကိုဆွဲဆုပ်ပြီးစူရဲစွာကြည်လာခဲ့ပါတယ်။မောင်ပျော်ရင်ဆက်လုပ်ပါ။ငါမတားပါဘူးမောင်။အဲ့ဒီနောက်မှာတော့မောင်စီကတောက်ခေါက်တန်တစ်ချက်နဲ့အတူတည်ရော့သွားတဲ့ကော်လန်ဘောကလက်တွေမင်းကွာဟာကွာ မောင်ကခုံကိုအားကုန်ကန်ပြီးကျွန်တော်နားကနေဖယ်ခွာသွားပါတယ်ရက်ကြံနေခဲ့တဲ့ကျွန်တော်လည်းမောင်မြုံကမျက်ရည်စားယူမြင်ပြအောင်မြင်လိုက်ပါသေးတယ်ငါ့ကိုမျက်ရည်ကြတဲ့အထီးများယွန်းသာလားမောင်ရဲ့တဖြည်းဖြည်းအဝေးစီရောက်သွားတဲ့မောင်ကျော်ပြီကိုမေးကြည့်မိပါတယ်မောင်ကငါ့ကိုဘလောက်တောင်ဒေါသထွက်ပါစေငါနာကျင်အောင်ဘယ်တော့မှမလုပ်ခဲ့ပါဘူး ငါ့ကိုလက်ဖြားနဲ့တောင်မထိပါဘူး။ဘာလို့ဆိုမောင်ကငါ့ကိုယွန်းတယ်လေ။အဲ့နေရာမောင်ညမှာပြန်မအိတ်ခဲ့တယ်လို့မနဲ့ကြတော့လေပြန်မလာခဲ့ပါဘူး။နောက်နေ့ရမြောက်တဲ့နေ့အထိပေါ့တော်ပါသေးတယ်လို့ဆိုရမလား။မောင်မရှိတဲ့ရက်တွေမှာဦးကလည်းနေဘက်ခီးထွက်ရမယ်လို့ဆိုပြီးပြန်မလာတာကြောင့်အနေချောင်ခဲ့ရပါတယ်။ မောင်မောင်ထင်သေးတာမခံရတော့ဘူးပေါ့မောင်ရဲ့ဘာကြောင့်ဦးဦးလုံးကြီးထွက်သွားလဲတော့မသိပါဘူးအချို့လူတွေကသူတပားအဆင်ပြေဖို့အလိုက်တတိရှောင်ခွဲပေးတတ်တယ်ဆိုတာမျိုးလည်းရှိတယ်တဲ့သုံးရမြောင်နေ့မှာတော့အဲ့ဒီညမှာမောင်ပြန်လာခဲ့ပါတယ်ပုံမှန်မဟုတ်ဘဲအရက်နံပြင်းပြင်းနေနေပေါ့မောင် ဒိန်းလေးဝင်လာတဲ့မောင်ရဲ့အမြင်ဆန်းနေတဲ့ပုံကြောင့်မောင်တောက်လာမှန်းရိတ်တော်ရိတ်မိပါတယ်။ဘာဒီပင်မနေလို့လဲမောင်ရဲ့။မောင်ပြောဘူးကမှတ်မိပါသေးတယ်။အရေးတောက်တာဖះမကြိုက်တဲ့အလုံးတဲ့။အဲ့ဒါကြောင့်သူမတောက်ပါဘူးဆိုပဲ။တကယ်လဲဟုတ်ပါတယ်။မောင်နဲ့စတွေ့ကြတဲ့အားမောင်တောက်တာတုံးငါပဲမြင်မှုပါတယ်။ပထမတစ်ခေါက်က ငါအဖြစ်မပေးလို့တိုက်စီမှာမူးပြီးရခဲ့တဲ့ညဒုတိယတစ်ခေါက်ကမောင်ငါ့ကိုအတင်းလက်ထက်ခွင်တောင်းတဲ့ညတတရားကတော့အခုပဲမောင်မူးဒွာလေးမောင်ရဲ့မူးဒွာလေးမောင်ရဲ့ရှာလေးအာလေးခေါ်သမားရှင်ခုန်ချင်းတွေကလေထိုးထားတဲ့ကြွရုပ်တွေလိုပဲတလွင်လွင်ခုန်နှူးနေပါတယ်မောင် တောက်လာတယ်ဟုတ်လားဒီရင်တရံဖြစ်နေတဲ့မောင်းကိုတွဲထူရင်းနဲ့အိတ်ခမ်းလေးစီသွားပြီးတော့တစ်ချက်တစ်ချက်ပါးရင်နဲ့ထင်းကြီးကိုလာလာထိနေတဲ့မောင်းရဲ့နှာခမ်းလေးကိုခံစားမိပါတယ်မူဒရာလေးဂျာဝင်လေးမောင်းရဲ့ဂျာဝင်လေးမောင်းအယမ်းမှုနေပြီတံမြာရေလေးသွားဖြော်ပေးမယ်နော် မောင်းကိုခရင်မော်ထိုင်စီပြီးမတက်ထအရက်မှာတော့မောင်းရဲ့လှမ်းဆွဲလာတဲ့လက်တစုံကြောင့်မောင်းရင်ဝင်တဲ့ဟိုအလဲလဲအပြူပြူရောက်သွားခဲ့ပါတယ်။အိုးမောင်းဘယ်သွားမလို့လဲ။မောင်းဖေးစီလားပြောလေပြောလို့မောင်းရဲ့ရီဝင်နေတဲ့မျက်လုံးနီနီတွေကြောင့်တကူလုံးလမ်းဖြန်သွားသလိုပါပဲ။မမဟုတ်ပါဘူး။ ငါဘယ်မှမတော်ဘူးနော်မောင်မောင်အနားမှာပဲနေပေးမယ်မောင်ကအဲ့တော့မှပြုံးလာပြီကျွန်တော်ပူပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားပြီလေတိုင်းကြီးကိုနမ်းနေပြန်ပါတယ်နေတယ်မောင်မူရာလေးကမောင်နားမှာပဲနေပေးမှာဟုတ်တယ်မောင်နားမှာပဲနေနော်ဟမ်ကြားလားဖြေလေး မောင်နားမှာပဲနေမယ်လို့ဟုတ်ဟုတ်ကဲ့မောင်နားမှာပဲနေပါမယ်အဖြေပေးမှပြုံးသွားတဲ့မောင်ကတကူလုံးကိုသူ့အပိုင်လိုနန်းဆိုင်နေပြန်ပါတယ်မောင်ရဲ့ကျွမ်းကျင်မှုအစဉ်မှာကျွန်တော်လေတိုင်းနေမျက်ခွန်နေပါနှစ်ဖက်နဲ့နှစ်ဖူးမှာဝဲကြနေတဲ့စပင်းနေနဲ့မေးစီချွန်ချွန်လေးတွေပါမကျန်ညှက်ရိုးတွေ ရှင်ဘက်ပခုံးသားနဲ့လက်ဖွားတွေလက်ဖြန်တွေဘိုက်သားတွေအထိနောက်ပြီးအိုက်ထမကလည်းရှိရင်ရှိပါလေဦးမယ်တေချာတာတော့ငါတကူလုံးမောင်နှခမ်းနဲ့အရင်နဲ့နေထုံလန်းသွားခဲ့ရပါတယ်အင်းနေပြီဘာရီပဲဖြစ်နေပါစေမောင်နာပဲနေပြီနော်ဥရွာလေးအင်း အင်းမောင်မောင်ရဲ့အဲ့ဒီနောက်မှာတော့မောင်အနားမှာနေပြီးခဲ့ပါတယ်။ငါတိပါတယ်။မောင်ငါ့ကိုခံစားချက်လက်ကျန်တော့ရှိသေးတယ်ဆိုတာ။ဒီလောက်ဆိုလုံလောက်ပါပြီမောင်။နောက်ရက်တွေမှာမောင်ကြောင့်ပီလောက်အောင်ပြင်ပန်းရလေ။ဖက်ငူရလေ။နာကျင်ရလေ။ငါမောင်အနားမှာနေပြီးအောင်ပါ။ နောက်ဆုံးထွက်သက်တိုင်တိဖို့မောင်ရဲ့မောင်ရဲ့ရာယူမှုတချို့ကြားမှာပေးဆက်ပြီးရှိုက်မှုနေခဲ့ပါတယ်မောင်ဆန္ဒပါမောင်ရဲ့နာကျင်စွာပေးဆက်ခြင်းတို့အဲ့ဒီပေးဆက်ခြင်းတွေအလွန်မာတော့နှစ်ယောက်လုံးနှစ်ချိုက်စွာအိတ်ဆက်ခဲ့ပါတယ်ငါတခုပဲကြောက်တာပါမောင်ရဲ့မနဲ့မောင်နိုးလာတဲ့အခါ ကျွန်းစရာကောင်းတဲ့ငါခန္ဓာကိုယ်သုံးဆောင်ခဲ့ရတာများသိရင်မောင်စိတ်ဆိုးမလားလို့ပါမောင်ချစ်ကိုဒင်းငါးစီတစ်ခုနဲ့အလောင်းထက်လှုပ်ကြည့်တယ်မောင်ခေါင်းကိုကြရင်မောင်ငါ့ကိုချစ်တယ်ပန်းကိုကြရင်မောင်ငါ့ကိုမုန်းတယ်ပေါ့အပေါ်မြောက်ပြလိုက်တဲ့အကျွေးစီလေးမှာငါမျောလင်းချက်တွေအကုန်ပါသွားခဲ့ဘူးပါရဲ့ဒါပေမဲ့ ်ပြန်ကျလာခဲ့တဲ့အကျွေးစီလေးကငါလက်ထဲကလွတ်ပြီးအချောင်းတနေရာပေါ်တင်ခဲ့နေတယ်။ဒါပေမဲ့မောင်အဲ့ဒီအကျွေးစီလေးကခေါင်းမဟုတ်ပန်းမဟုတ်ဖင်းနေအချောင်းပေါ်မှာတောင်းလိုက်လေတဲ့။တကယ်ပါငါအကျွေးစီလေးတစ်ခုအပေါ်မှာတောင်းမျောလင်းခွင့်မရတဲ့သူ။